ကျေးရွာလေတရွာမှာမြက်ပန်းဆိုတဲ့မိမပြိုလေးတယောက်ကလေးမရှိအိမ်တော်မရှိဘဲနဲ့တယောက်တည်းနေထိုင်ကအသက်မွေးဝမ်းကြောင်းအတွက်တန်ငါတဲ့အလုပ်ကိုလှုပ်ခံရပါတယ်။ကဲအခုတော့ပြီးပြီငါသွားဖမ်းဖို့အစင်းသင်မယ်ဒီတခါတော့ငါ့ရိအများရလာပါတယ်။ဒီမှာချထားရင်ကောင်းမှထင်တယ်။ငါမြင်များရရင်သွားရောက်မယ်။ဒါမှငါသူများလို့ချမ်းသာမှာတွေးကြည့်နေပျော်စရာကြီးပြန်အောင်မှာပဲ။သူငါဖမ်းတဲ့ချင်းနဲ့ထည့်ထားပြီး အိမ်မှာညနေဆောင်ဖို့သွားဆောင်နေပါတယ်။ဟမ်နေတော်ဝင်ပြီပဲ။ငါသွားကြည့်အောင်မှာပဲ။ဒီနေ့ရသည်ဥတုကောင်းနေတာဆိုတော့ငါ့ရိအများကြီးရောက်တယ်။သူရေချောင်းတော့ရောက်တဲ့ချိန်မှာတော့ငါ့ရိကအပေါ်မှာပြန်ကျင်းအောင်တည်နေပါတယ်။ဟင်ဘသူကငါ့ရဲ့ငါ့ရိကိုလာခိုးစားနေရလဲ။ဘသူလဲဆိုတော့ငါ့ကိုမသိစေနဲ့နော်။ငါတီလွားတော့လင်ကောင်တော်လိုက်မှာ။ဘသူကမြငါငါ့ကိုလာခိုးစားရတာလဲဆိုတာသိအောင်မနှက်ဖြံမလာချောင်းကြည့်အောင်မယ်ငါ့ကိုမမြင်စေနဲ့ နောက်တနေ့သူလာကြည့်ချိန်မှာတော့အဲ့ဒီမှာရက်လိုက်စမ်းရှင်ဘလောက်တောင်ရဲတင်ပြီကျမရဲ့ငါ့ကိုလာခိုးစားရဲတာလဲပြောဟင်မင်းကငါ့ကိုနည်းနည်းလေးမှတော့မကြောက်ဘူးလားငါဘသူလဲဆိုတာမင်းမသိဘူးလားငါတရဲလေတရဲဟာဟာဟာဟင်ကျမကြောက်ပါပြီကျမကြောက်ပါပြီလွတ်ပေးပါနော်ကျမသူများလို့လဲယောက်ျားမရသေးဘူးဒါဆိုရင်လဲရတယ်လေငါပဲအနစ်နာခံမင်းယောက်ျားလှုပ်ပေးလိုက်မယ်တော်ပါပြီ ရှင့်လိုရုပ်ဆိုးတဲ့ယောက်ျားကျမမလုပ်ချင်ပါဘူးရှင့်လိုဆေးရည်လောက်ပြုတ်တာတော့မနူးမဲ့ရုပ်ကိုကျမယောက်ျားတော်ဆရာလားမင်းမင်းဘာပြောလိုက်တာဘလို့မျက်လုံးနဲ့ငါ့အမညာကြည့်လိုက်တာလဲငါတလောက်ချောနေတာမင်းမမြင်ဘူးလားတရေရမညာဘယ်နှမချောမှာရှင့်စီမှာမှန်မရှိဘူးလားငါကြားတယ်နော်ကျမစတာပါကျမလွတ်ပေးပါနော်မရဘူးမင်းငါနဲ့ပဲနေရမယ်တရေရလည်းကာမလေးကိုငါဖန်ချင်တဲ့ထဲပေးသူနေတဲ့ကူစီကိုခေါ်သွားလိုက်ပါတယ် ငါငါခုဘယ်ရောက်နေရလဲဘာလို့တလောက်တောင်မှမှောင်မဲနေရလဲဒါငါနေရလေငါမကြောက်ပါနဲ့ကျမလူရှင်ရတရဲ့အတူတူနေလို့မရပါဘူးရတာပေါ့မင်းဒီထဲပဲနေငါရှာကျွေးပါမယ်မင်းကိုမငတ်စေရဘူးကွာဒီနေ့ငါသွားရှာလာပေးမယ်ဒီကူထဲပဲနေဘဲမှမသွားနိုင်တော့လက်ကိုကြောက်နဲ့မထိစေနဲ့ကြာလာဟမ်ငါတရဲနဲ့ယောက်ျားမတော်ချင်မို့ဒီကနေထွက်သွားလို့ရအောင်ဘယ်လိုလုပ်ရမလဲ ခဏလေးတောင်မနေနိုင်တာရှင်နဲ့တသက်လုံးဘလို့နေသွားအောင်လဲကောင်မလေးကတီးရနဲ့ထွက်သွားနိုင်ဖို့နီးလည်းမရှိတာကြောင့်စိတ်အားငယ်နေပါတယ်ဒါပေမဲ့သူကတရေပြောသွားတဲ့လက်ကိုကြောက်နေသွားမထိနဲ့ဆိုတဲ့စကားတတိယသွားပါတယ်သူကြောက်တုံးကိုသွားထိကြည့်မိတဲ့ချိန်မှာကုတကားကပွင့်သွားပါတယ်ညပန်းလည်းဝမ်းသာအားရနဲ့ပဲထွက်ပြေးသွားပါတယ်သူထွက်ပြေးသွားတဲ့နောက်တရေက တမျိုးခန့်စားလာရလို့ကုစီချက်ချင်းပြန်သွားလိုက်ပါတယ်ငါဘာဖြစ်နေလဲဟာ ငါကူပဲပြန်ချင်နေတာဒါမှမဟုတ်ဟိုကောင်မလေးထွက်များပြေးသွားလားမသိဘူးငါသွားကြည့်ရမယ်သူ့ကူတဲ့ကိုရောက်လာတဲ့ချိန်မှာမြက်ပန်းရဲ့အရေးရောင်တောင်မတွေ့ရပါဘူးဘာလို့ကို့ကိုထားသွားတာလဲကွာကိုကဘယ်နေရာမှာမကောင်းလို့လဲဘလို့ဖြစ်ရတာလဲငါစိတ်တက်အစ်စ်မှန် तू မသိရများလားတရေရကောင်မလေးကိုကြိုင်းအော်ခေါ်နေပေမဲ့ထွက်လာတာကြောင့်ဘေးပပတ်လဲကိုကြေးလိုက်တဲ့ချိန်မှာကူတကားကပွင့်နေတာတွေ့လိုက်တော့သူလည်းအမြန်ပြေးသွားလိုက်ပါတယ်အချစ် အချစ်လေးဘယ်ဟုတ်သွားလိုက်တာလဲကို့မထားခဲ့ပါနဲ့ကွာကို့စီပြန်လာပါနော်မလာနဲ့ကျမနောက်ကိုလိုက်မလာနဲ့မလာနဲ့နော်တင်ဟဆောင်နေလိုက်တင်ဟဆောင်နေလိုက်ခဏနေတော့ငှက်လေးပြောတဲ့အတန်ကြားလာပြီသူလည်းငှက်ကလေးပြောတဲ့အတိုင်းပဲပြစ်လဲပြီးတေးအောင်ဆောင်နေခဲ့တယ်သေးရွက်တွေကိုယူပြီးမျက်နှာဖုံးလိုက်ကသူသေးပြီးဆိုတာကိုတေးရဲယုံဖို့အတွက်အသက်အောင့်ထားလိုက်တယ်တေးရဲကလည်းမျက်ပန်းတကယ်သေးပြီးထင်ပြီးအုံငုံနေလိုက်ပါတယ် အချစ်ရဲ့ဘာလို့တီလို့ဖြည့်ရတာလဲကို့စီပြက်လာပါနော်အချစ်ဒီမှာစောင့်နေနော် ကို့ချစ်တွေ့ပြည့်စည်သွားယူလာပေးမယ်တရေကလည်းမြက်ပန်းသေးဟန်စောင့်နေတော့တည်ရဲ့အတွက်သူ့ဘဝတည်သွားထူထောင်နိုင်ရန် ထမင်ပူလေးသွားယူလာပေးပါတယ်မင်းတကယ်မသေးသေးဘူးဆိုတာကိုသိပါတယ်ဘာလို့တီလို့လောက်ရတာလဲမင်းကိုနဲ့မနေချင်ဘူးလားကျမရှင်နဲ့အတူတူနေချင်တယ်ဆိုရင်ကျမအစကတည်းကထွက်ပြေးလာမှာလားအုံနောက်ရှိပြီးမစင်စားဘူးမင်းကအရန်ရက်ဆက်တာပဲ ဒါပေမဲ့ရပါရဲကွာမင်းမနေချင်ဘူးဆိုရင်လည်းငါလွတ်ပေးလိုက်ပါမယ်ဟင်တကယ်လားယင်ကျေးဇူးတက်ပါတယ်ကျမတို့ကလူနဲ့တရေလေဘလို့မှပေါင်းဖက်လို့မရပါဘူးရှင်အင်းမကိုကောင်းကောင်းနားလဲပါပဲမင်းကိုထမင်းဖို့တခုလက်ဆောင်ပေးလိုက်မယ်သူ့ဆီယာနေမင်းစုတောင်းသုံးခုတောင်းလို့ရမယ်သူ့ဒေချာကိယူဆိုင်နော်ကိုသွားတော့မယ်ကျေးဇူးတက်ပါတယ်ရှင်ဘပိုင်နောက်တစ်ခါထပ်တွေ့ရဖို့မျှော်လင့်ပါတယ်ဘာမှတွေ့ချင်မနေနဲ့ ကျွန်မအခုချိန်ထိကြောက်စိတ်တွေမပြောင်းနိုင်သေးဘူး။မျက်ပန်းပြန်သွားပြီးမကြခင်မှာပဲ။တ냐နဲ့တွေ့ပါတယ်။ဟဲဟဲ။ပေသွားမလို့လေအချောလေး။ဒီတော့ထဲမှာတယောက်ထဲဘာလာလောက်တာလဲ။ရှင်ရှင်ကဘသူလဲ။တလောက်ချောမောနေရ။ငါဘသူလဲဆိုတာမကြည့်တတ်ဘူးလား။ဟုတ်ပါပြီ။ရှင်ဘသူလဲဆိုတာပြောပြပေးပါ။ဒါမှကျွန်မသိရမှာပေါ့။ဘာမှပြောမနေနဲ့။နှစ်လက်ထဲရှိတဲ့ပြည်စင်ငါ့ကိုပေးစမ်း။မပေးဘူး။ဒါကျွန်မပြည်စီ။ဒါဆိုဘယ်ကနေယူလာလဲ။ ငါ့ကိုအဲ့ဒီညာပို့ပေးမဟုတ်ရင်တော့မင်းနာပြီးသားမှန်ကျမကြောက်ပါပြီကျမပေးပြီးပြီဆိုရင်ကျမဘာမှမလုပ်ဘူးလို့ဂတိပေးငါဘဝလည်းစိုးလိုက်တာအခုနာတော့တည့်ရဲ့အခုကျတော့တမရနဲ့လာတွေ့နေတယ်စိတ်ဆင်းရဲလိုက်တာအခုချက်ချင်းရက်ဆန်နင်ဒီကောင်မလေးကိုလွတ်ပြီးတီးဘူးယူသွားလိုက်ဟာမလွတ်လို့မလားဟာငါဒီကောင်မလေးကိုအဝေးကနေခေါ်လာရတာမင်းပါလို့တလောက်တောင်မှလောဘကြီးညာလဲရရတယ်လေ ငါနောက်တစ်ခုပေးမယ်ရပြီလားသူ့ကိုလွတ်လိုက်တော့အော်ရပါတယ်ငါလွတ်ပေးလိုက်မယ်ဒါပေမဲ့ဘူးနှစ်ခုတော့ပေးရမယ်နော်တင်ရဲလဲတမျှတောင်းတဲ့ဘူးနှစ်ခုလုံးပေးလိုက်ပါတယ်ဒါပေမဲ့ तू မသိလိုက်တာကအဲ့ဒီဘူးနှစ်ခုလုံးထဲမှာမွေရှိနေတာပါပဲတမျှလဲဘူးကိုဖြွင့်ကြည့်လိုက်တာမွေပေါက်ခံရပြီးတိတ်ဆုံးသွားပါတယ်ရော့ဒါမင်းရဲ့ဘူးယူသွားဟွန်းမွေတော့မရှိဘူးမလားငါအလောက်ထိမယုံမှာပါကွာသွားရမယ်နောက်မှတွေ့မယ်နော် ်ထတ်တွေ့ခြင်းသေးရဲ့လားထတ်တွေ့ရမယ်ဆိုရင်လည်းလူအဖြစ်ပဲပြန်တွေ့ခြင်းနဲ့ကျမရှင်ကိုကောင်းမှုကုသိုလ်လုပ်ပေးမယ်နော်အိမ်ပြန်ရောက်လာတဲ့ချိန်မှာတော့မြတ်ပန်းကဘူးကိုကင်ပြီးဆူတောင်းလိုက်ပါတယ်သူတိုက်အကြီးကြီးနဲ့ကားအကောင်စားစီးခြင်းနဲ့လူဆူတောင်းလိုက်တာမြတ်ပန်းလည်းချမ်းသာသွားပြီးတော့မနေ့တိုင်းကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတရေဟူမြတ်တာပို့တာပဲကပဝါကိုပျော်ရှင်စွာနဲ့နေထိုင်သွားခဲ့ပါတယ်ရှင်